ဒီနေ့ count if နဲ့ count if as လုပ်ငန်းအကြောင်းလေးပြောမယ်အဲ့တော့အရင်ဆုံး count if ကိုသုံးမယ်ဆိုရင်ကိုအဖြစ်လိုချင်တဲ့အကွက်မှာ active set ထားပြီး equal c o u n t i f count if ဆိုနေက count ဆိုရရဲ့လုပ်ငန်းလုပ်မှာနော်ဘလို့ချင်းဒီမှာရည်ချင်တာလေဒါကြောင့် count if လို့သွားပြီးဝင်စားနဲ့သွားရမယ်သူရဲ့အခြေအနေသူပေးထားပြီးသား range လို့ပေးထားတယ်။ဘယ်အခြေအနေထဲမှာဘယ် range ထဲမှာရှိမှာလဲ။ range ကသူကအသက်ကို အသက်ဆိုတဲ့ range ထဲမှာရှိမှာမို့လို့အသက် range ကိုတူတူဆက်လက်မှတ်လိုက်ပြီးရင်နောက်က criteria ပြောရဲ comma ကုတ်ပေးရမယ် comma comma ပြီးမှ criteria အဲ့တော့ဒီအသက် range ထဲကနောက်ထပ်ဒါ criteria ပေးခံနည်းမှာစာသားလိုနံပါတ်တို့ဖြစ်တဲ့အတွက်ကိုပေးမဲ့ criteria open inverted comma တွေမှာသွားမယ်နော်နောက်ထပ် greater than greater than 25နှစ်အထက်ဆိုတော့25 25ပြီးရင် close inverted comma queen ပဲအဲ့တော့အသက် range တွေတဲကလိုချင်တဲ့ criteria တွေ25နှစ်အထက်တူဘယ်နှယောက်ရှိလဲကောက်လုပ်ပြီးပါဆိုပြီးတော့ queen ပဲပြလိုက်တယ်ပြီးရင် enter ခောက်လိုက်ဆိုရင်တော့3ယောက်ရှိတယ်25နှစ်အထက်ဆိုတော့25မပါဘူးเนาะ30ဒီမှာ1ယောက်ရှိရယ်30ယောက်ရှိရယ်35ယောက်ရှိရယ်နော်နောက်က account effect သုံးမယ်။ account effect ဆိုလဲဒီလိုပဲ equal ကိုယ့်ရဲ့ function IFS ပြီးရင်ခွင်းစ criteria range ပြီးရင်အဲ့တော့ criteria range မှာလည်းရှေ့ဘက်ကလိုပဲအသက်က25နှစ်အထက်ပဲဆိုတော့သူရဲ့ range ကို tracking ဆွဲမှတ်မယ် comma gain open inverted comma greater than 25နှစ်အထက်ဖြစ်တဲ့အတွက်25ပြီးရင် close inverted comma ပြီးရင်တော့ comma ထပ်ကို comma ကုတ်ပြီးသွားရင်အခုထိက criteria range 1ကိစ္စပြီးသွားပြီ criteria 1ပြီးသွားပြီ နောက်ထပ် criteria range 2လာမယ် range 2ကတော့ post ကို ထပ်ပြီးတော့သူကရှိမှာမို့လို့ဒီ post ရဲ့ range ကို tracking ဆွဲပြရမယ်နော်ပြီးရင်တော့ပေါ်မှာအဲ့တော့25နှစ်အထက်ဝန်ထမ်းနေတဲ့ကနောက်ထပ်ဘာ post ဖြစ်ရမလဲ open environment ကမှာသူဒီ office staff post တမှာဘယ်နှစ်ယောက်ရှိတယ်သိချင်တာမို့လို့ office staff ဟို FFIC office SDE FF staff ကိုစင်ဖရကောမှာပြီးရင်ကိုပိတ်ဒါကနောက်ထပ် range ရဲ့ range 2ရဲ့ criteria office staff ဖြစ်ရမယ်ပြန်ဒီဘက်ကကြတော့ age က25နှစ်အထက်ဖြစ်ရမယ်။ဒါဆိုရင်နှစ်ခုဖြစ်သွားရတော့25နှစ်အထက်လည်းဖြစ်ရမယ်။ office staff လည်းဖြစ်ရမယ်။နှစ်ခုဖြစ်တဲ့အတွက်သူဒီ count if s ကိုသုံးနေပြီးရင် enter ခေါ်တယ်။ဒါဆိုရင်တော့ count if s က2ရောက်ရှိတယ်ပေါ့။ ဒါ count if နဲ့ count if s နဲ့ quota ချက်အဲ့လိုပဲ sum လို့ sum if s2 ရဲ့ quota ချက် sum if ရှိမယ် sum if s ရှိအောင်မယ်နော်အဲ့ဒါ quota ချက်တွေကိုတီးဖို့လိုတယ်